ဘရောက်ပန်းလာရောက်ွက်ထရအမိုင်းတွေတော့လာပေးတယ်ကောင်းလေးပေးပါလို့စီဒီနေ့လာမောင်လေးပြီးမှလာမောင်လေးပြီးမှလာဟုတ်လားသူကတင်းငယ်စီမှာသူကတင်းငယ်စီမဲ့တာဒီနေ့တကြံမှာနည်းနည်းလေးလိုက်လုံးအဲ့အညမှာတတမဖြစ်မယ်အဲတဆင်းတော့ပါတယ်တာရေးအဲ့ဒါလေးကအရေးကြီးလို့ပါဆိုလို့ရှင်တော့တာပြည့်ရိုက်တော့တာ နှစ်ခါမခေါ်အောင်ပြောမယ်ဆိုရင်တော့ဒါဆိုလို့ရှိရင်ခုနှစ်ပြင်ရလောကမှာမပြောက်သွားဘဲနဲ့လိမ်ပဲလိမ်ပဲလိမ်ပင်နဲ့တက်လာအနှစ်20ကျော်သားရောနော်စိတ်မဆိုးပါဘူးတခမ်းမှလည်းဖျက်ရှောက်မဟုတ်ပါဘူးဒါလည်းအမှုပညာပါပဲဘာလို့လဲဆိုတော့လေဒီတော်တို့အခုဇာကတကောက်ကြည့်ပြီးအဲ့ဒီမှာသွားနေတဲ့လူတွေမှန်သမျှဒီအမှုပညာလုံးလုံးနေဖျက်ရှောက်မဟုတ်ပါဘူးလို့ဒါပေမဲ့တခုပဲရှိတယ်အလုံးလုံးတဲ့တဘာပေါ့နော်နှူတာနဲ့ရှင်းတာအဲ့ဒါလေးပဲပိုင်းခြားခွဲသွားတာ ဖျက်ဆောင်မဟုတ်ပါဘူးဒါလည်းအမှုပညာသူတို့လုပ်နေတာပါဒါဒီလွန်ဇလန်တွေလေးမှာဒါပါဝင်တုဆာလွန်ဇလန်တွေမှာပေါ့နော်ဒီကနေပလက်ကနေပလက်ဇလန်ကနေပလက်음ဇလန်ချန်နယ်မှာပြသမှာပေါ့နော်အပြီးလို့ရှင်အဲဖုန်းတက်ပလက် smart tv လို့မှာကြည့်ချင်တယ်ဆိုလို့ရှင်တော့အဲဒါရဲ့ပြည့်သက်တွေကကြည့်ချင်တယ်ဆိုလို့ရှင်တော့ mesla 24ရက်နေ့ကနေပလက် application မှာပြသမှာဖြစ်ပါတယ် အဲမိတ်ဆွေတွေတငယ်ချင်းတွေအားလုံးနဲ့တပည့်ပြိတ်တက်တို့လေဒီ Candle Plus မြန်မာမှာအားအပိကြပါလို့ပြောချင်ပါတယ်။ဒါကတော့တောက်လက်ကန်းလန်းလာလို့ရှင်ဒါကတော့ပျော်နေရလေးပါ။ကိုကသေဆောင်ဝါသနာပါတော့ဘယ်ရလေးပဲရရရရဘယ်လိုမျိုးပဲကန်းလန်းကန်းလန်းကန်းလန်းခါလေးကြလို့ရှင်တဆင်းနဲ့ခေါ်ရရင်တော့တော့တွားရိုက်တယ်။ဟာဒါပေမဲ့အဲ့တဆင်းနေရတော့ကိုလုတ်ပိုင်ကလေးရှိတယ်ဆိုပေါ့နော်။လုတ်ပိုင်လေးရှိအမတ်တရလေးတွေဆိုတော့တွားရိုက်တယ်။အာဒါလည်းအမှုပညာပဲလေ။ငါတဆင်းနဲ့ပါလို့နှစ်ဆင်းနဲ့ပါလို့တာဆက်ရွေးတာမရှိပါဘူး။ ငါလည်းအမှုပညာပဲလေတဆင်းမှလည်းအမှုပညာပဲဒီကအဲ့တဆင်းနဲ့မှကိုကပမာဏနဲ့လုတ်ပြနိုင်လို့ရှင်လဲပြိဿတ်ကတဆင်းနဲ့နဲ့လေကိုမှတ်မိသွားတာပဲမြင်ပါဦးသားတဆင်းနဲ့လဲခေါ်လဲသွားသွားရိုက်တယ်ရိုက်တာကလေအဲသူတို့ကလည်းတဆင်းနဲ့ခေါ်ပြီးတော့ဟိုအလာပါတလာပါတော့ခေါ်မရိုက်ဘူးလေကိုတော့တဆင်းနဲ့နဲ့တော့လေအဲ့နေရာမှာတတမဖြစ်မယ်အဲတဆင်းတော့ပါတာရေးအဲ့ဒါလေးကအရေးကြီးလို့ပါဆိုလို့ရှင်တော့ဒါပြည့်ရိုက်တော့တာပဲနှစ်ခါမခေါ်အောင်အဲ့လိုမျိုးပေါ့ဘာလို့ဆိုတော့ တဆင်းလန့်နုဒါဒါတော့ဒါတို့ဒါအမှုပြညာလောက်တာပဲလေဟိုတဆင်းမနှစ်ဆင်းမတော့မရွေးချယ်ဘူးအဓိကတဆင်းဒီလဲတို့လာခေါ်ချင်းအဖြစ်ကိုအာကူကြီးနဲ့လာခေါ်တာလေဒီတဆင်းဟာတတမ်းမဖြစ်တော့မယ်ဆိုလို့ရှင်ဒါကိုကောင်းတယ်လားလေအဲ့တည်းအခါကျတဆင်းဆိုလိုက်တဆင်းကိုလည်းဒါအလေးထားပြီးရိုက်ပါတယ်လို့အာဘယ်လိုပြောမလဲလူတကောစိတ်တမျိုးပေါ့နော်အော်ဆိုလူမြောင်ညာဆိုတော့တောက်ချစ်တဲ့လူရှိတယ်မုန်းနေရှိတာအပေးရလူရှိတယ်ဒါတို့အခုဒါရုပ်တံဇလန်းတွဲလေးတို့သူတို့ကြီးကြတယ်တချို့ကြလည်း အပြစ်တင်ဝေဖန်တဲ့ထွေးကြလဲချစ်ပေးကြတယ်ထွေးကြလဲကိုယ့်လိုဝဲချက်ကိုပြောပြတယ်ဒါကတော့မျိုးစုံကြတာပေါ့နော်ဒါမြတ်သားအဲ့ဒါကိုလက်ခံတယ်ဝမ်းသာပါတယ်လို့ဘာကြောင့်လဲဆိုလို့ရှင်ကိုယ့်ရဲ့အားနဲ့ချက်ကိုကိုမမြင်ဘူးတစ်ခါလူကပဲမြင်တာလေအဲ့တခါသူတို့ဘာပြောပြောအော်သူတို့ငါဒါဘာပြောတယ်အဲ့ဒါငါပြင်ရမှာလားငါတို့ကောင်းတဲ့ဟာဆိုရင်တော့ကိုပြင်လိုက်တာပေါ့နော်ကိုဝေဖန်တိုက်ခိုက်လာတာဆိုအော်သူတို့ငါတော့ဝေဖန်တိုက်တိုက်ခိုက်လာပြီဒါလေးကိုတော့ငါသတိထားမယ်ဆိုတော့ကိုသတိထားဖို့အချက်လေးတိုးလာတယ်။အော်ဒါလေးကတော့ သူတို့ငါ့ကိုဒီလိုလေးပြောလာတယ်အော်သူတို့ငါ့ကိုချစ်လို့အေးအကြံဉာဏ်ပေးကြတာအဲ့အဲ့ဒါလေးညကုတ္တအားသေးပါပဲအဲ့ဒါကတော့လေဝေဖန်နာကတော့လူတယောက်နဲ့အဲ့လိုခုနကသာပြောသလိုပေါ့အမြင်နေရမတူကြဘူးအကြိုက်တယ်လည်းမတူကြဘူးအဲ့တယောက်ကကြိုက်တယ်ဆိုရင်မနောက်တယောက်ကကြိုက်ချင်မှကြိုက်တာလေသာတယောက်ဆောင်တာလေအဲ့အဲ့ဒီလူမျိုးပဲပေါ့ဟိုအကြိုက်မတူကြတဲ့နေရာမှာမူတည်ပြီးတော့ကွဲလဲသွားတာပေါ့အဲ့တယောက်ကမကြိုက်ပြင်မှာတယောက်ကကြိုက်ရင်ကြိုက်နေမှာလေအဲ့ဒီခါကျတော့ဟိုဗလက်ညီမျှတယ်လို့ပဲပြောတော့မှာပေါ့သာသာမကြောက်ဘူး ဟောဆိုတော့သူတို့အဲ့လိုပြောလိုက်တာပူကြိုးစားတယ်။ဘာလို့ကြိုးစားလဲဆိုတော့ဒါသူတို့လိုအပ်ချက်တော့လိုအပ်နေလို့သူတို့ဒါဖြောက်ပြပေးတာပူကြိုးစားစေခြင်းလို့လမ်းပြပေးတာအဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောမယ်ဆိုရင်တော့ဒါဆိုလို့ရှိရင်ခုနှစ်ပြညာလောကမှာမပြောက်သွားဘဲနဲ့လိမ်ပဲလိမ်ပဲလိမ်ပင်နဲ့တက်လာအနည်း20ကျော်သားရောနော်အဲအခုဆိုလို့ရှိရင်တော့ပြည့်တက်လေးရတော့ ဒီ online media တွေနဲ့တွေ့ဆုံတော့တော်တော်လေးအတိညာလာတယ်ပေါ့เนาะတိလာတဲ့ပုံမှာလဲချစ်တဲ့လူတွေရှိသူတို့မုန်းတဲ့လူတွေရှိတယ်ဝေဖန်တဲ့လူတွေရှိတယ်ဘာဖြစ်တာတော့ဂျင်းနဲ့တဲ့ချစ်ချစ်မုန်းမုန်းဘလို့ပဲဝေဖန်ဝေဖန်အဲအဲ့ဒါကပဲသူတို့ရဲ့စိတ်ထဲမှာသူတို့ရဲ့ဟောပေါ့တတော်တနေရာမှာဒါရှိနေတယ်ဆိုတာလေးသိရတာပေါ့เนาะဒါကသိရတဲ့ခုနကပြောတာလေးမဲ့လိမ့်မဲ့လေးပဲလေးပဲအဲအဲ့လိုမျိုးလေးဘလို့ခေါမလဲဒါလဲကိုယ်ကိုကမ်းလှမ်းလာတဲ့ဇက်ပုံမှာမူတည်ပြီးတော့ကိုရီးယားလှုပ်ရတာလေးအနုပညာသမားဆိုတော့ မအိမ်မော်ဆိုလည်းမလုပ်ချင်ဘူးသွားပြောလို့မရကိုကအနှုတ်ပြင်ရတမလားအိမ်မော်ခေါ်လဲလုံးဝမပါပဲမကောင်းတာဒီညမှာတာကိုပြစ်တစားအနေနဲ့လာခေါ်ရရင်လည်းတာရရရမှာပဲအဲဝိညာဉ်တရဲ့ဘာအယုစာဆုံးပေါ့နော်ဟိုဖျက်ချောက်ပဲဖြစ်ဖြစ်ခေါ်ရရင်သူ့နေရာမှာသူ့တံမှုရှိရယ်ဖျက်ချောက်လဲဖျက်ချောက်အလိုပေါ့သွားမနေရာမှာတံမှုရှိရယ်ပြစ်တစားလုံးဝမယ်ဆိုလို့ရှိရင်အဲ့ဒီမှာသူ့တံမှုနဲ့သူရှိရလေသူ့ဆက်နဲ့သူရှိတဲ့ခါကျတော့အာဒါလုတ်တာအဲလုတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့စိတ်မဆိုးပါဘူးတခမ်းမှလည်းဖျက်ချောက်မဟုတ်ပါဘူးဒါလည်းအမှုပညာပါပဲဘာလို့လဲဆိုတော့လေ ဒီသားတို့အခုဇာကားတကောက်ကြည့်ပြီအဲ့ဒီမှာသွားနေတယ်လူတွေမှန်သမျှဒီအမှုပညာလုံးလုံးနေဖျက်ဆောင်မဟုတ်ပါဘူးလို့ဒါပေမဲ့တခုပဲရှိတယ်အလုံးလုံးတဲ့တဘာပေါ့နော်နှူတာနဲ့ရှင်းတာအဲ့ဒါလေးပဲပိုင်းခြားခွဲသွားတာဖျက်ဆောင်မဟုတ်ပါဘူးဒါလည်းအမှုပညာသူတို့လုံးနေတာပါอืมမှတ်တရဆိုတော့တိတ်ကြီးသားနည်းနည်းအသက်ရွယ်ရောက်လာတဲ့ခါကျတော့တချမ်းရေတိတ်မစော့ရဘူးနည်းနည်းတိတက်တဲ့အချိန်မှလည်းဒါစပိုင်းလေးလုံနေရငငယ်တုန်းကတော့ ဟိုကတော့မှတ်မိတယ်ငငယ်တုန်းကတော့ခက်ကဟာအခုသိမ့်မရှိဒါပေမဲ့ရက်ွက်တီထဲမှာရှိတယ်ငငယ်တုန်းကလို့တော့မဟုတ်ဘူးငငယ်တုန်းကတော့နှုတ်စီကလေးနေနေလေအုံမခွက်လေးနှုတ်နှုတ်စီကလေးနေပေါက်ကြအခုခက်ကတော့ရေဖလားလေးနေခက်လေးပြောင်းသွားပြီပေါ့ကလေးဆိုရေလောင်းခံဖို့နေတာဒါကိုကိုတိုင်းကကိုမလျှောက်ဆော့နေတာခါလေဟိုတွေ့နေရရေအိမ်တွေအကုန်လျှောက်ပတ်နေတာအဲ့တော့ဂျာတာဘုံမလင်းပြောမှာဆိုတာနေမှာကြီးတာလေနေမှာကြီးတဲ့ခါကျတော့နေတယ်လေးဆိုသိရမလားကန်နေပဲရှိတာ ကယ်နေကနေပြီးတော့တော်တော်ခက်ပြီးတော့လောင်းလာအဲ့လိုမျိုးဟိုအခုဒီမှာလို့မျိုးဟုတ်ရွာမနေတွေပိုင်းမှာဆိုတော့ဆင်အိုးတွေရှိရယ်ကင်ကြီးရှိရယ်အဲ့အရာတွေကိုကန်နေကနေရေဖြစ်ရတာဒီထမ်းပြီးဖြစ်အဲ့အဲ့လိုမျိုးဒီခုဒီနောက်ပိုင်းခစ်ကကြတော့ပြောင်းသွားပြီလေတိုးတက်လာတဲ့အနေထားနဲ့ဘာလို့ဆိုတော့ဒါကတော့ပြောပြတာခုတာတက်40ကျော်ပြီဆိုတော့တာငငယ်တော့ဘဝကိုပြောပြတာအဲ့တော့ကတော့ကန်နေတွေကနေရေတဲရတာလေအခုဒီရန်ကုန်ဒီတာကြီးလာတဲ့ခါရန်ကုန်ရောက်တဲ့ခါကျတော့ ွာချမှုတွေကတော့အများကြီးသွားတာပေါ့ broadband လာရောက်ွက်တိအမိုင်းတွေတော့လာပေးတယ်ကောင်းလေးတွေပေးတာလို့ရှိတယ်နေလားမောင်လေးပြီးမှလားမောင်လေးပြီးမှလားဟုတ်လားသူတော့တင်ငန်းစီမှာသူကတင်ငန်းစီမယ်တဲ့ဒါဒီနေ့တကြံမှာနည်းနည်းလေးလိုက်လုံးဒါလည်းအတူတူပါပဲကိုသွားလေရမှာပါနေတာလေဒုဒုပေါင်းတဲ့သွားနေရဆိုတော့လေလေယာနဲ့ အလုံးလုံးတရားနေရအတူတူပဲရောထွေးနေရအဲ့လိုဖြစ်ရတယ်။လဲတယ်ဘန်ကောက်ကိုအလွန်သားရဲ့ဟိုချစ်ခင်ရသားပြိတ်သက်တွေသားရဲ့တောက်ချစ်ပြီးတဲ့မေစီတငယ်ချင်းနဲ့သားရဲ့ပြိတ်သက်အလုံးစိတ်ချမ်းသာကြီးကိုယ်ကြီးကြမ်းမိုင်းနဲ့နှစ်သက်မှာပျော်ရွှင်နိုင်ကြပါစေလို့သားဆုမောင်းတောင်းပေးပါတယ်ရှင်။